်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေရှင်စွာဘုရားသခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါれဤသည့်အခါမှမပြတ်ကွက်သည့်ဂရိတော်ဆိုတဲ့ကောင်းစဉ်နဲ့ယောရှုမတ်စာအခန်းကြီး27အငယ်43ကနေ45ကိုဆင်ခြင်သွားခြင်းပါれ ထာဝရဘုရားကလည်းငါပေးမည်ဟုဘိုးဘေးတို့အားကျိန်ဆူတော်မူသောပြည်ရှိသည်များကိုဣဒလအမျိုးသားတို့အားပေးတော်မူသဖြင့်သူတို့သည်တင်းယူ၍နေရာကြကြ၏ဘိုးဘေးတို့အားကျိန်ဆူတော်မူသည်များအတိုင်းပဝန်းကျင်အရတု၌ငြိမ်ဝတ်ရာအခွင့်ကိုပေးတော်မူသဖြင့်သူတို့ရှေ့မှအပေရန်သူများမရက်နိုင်ရန်သူအပေါင်းတို့ကိုသူတို့လက်သို့အပ်တော်မူ၏ ထာဝရဘုရားသည်ဣဒလအမျိုးအဖို့မိန့်တော်မူသော ကောင်းကျိုးတစုံတစ်ပါးမြတ်မြော့ရှိသမျှတို့သည် ပြည့်စုံကြ၏ကျွန်တော်ယုံကြည်သူတွေအနေနဲ့ဘုရားသခင်ရဲ့ဂရုတော်ကိုယရှိခဲ့မယ်ဆိုရင်ဘုရားသခင်ပေးတဲ့ဂရုတော်ကအချိန်တန်တဲ့အခါပြည့်စုံလာမှာဖြစ်တယ်မပြည့်စုံပဲပြက်ကွက်သွားတာမျိုးဘယ်တော့မှ ရှိမှာမဟုတ်ပါဘူးဂရုတည်တဲ့ဘုရားသခင်ကိုကျွန်တော်တို့ဝိပုကိုးကွယ်နေကြရတာဖြစ်တယ် ဘုရားသခင်ကသူပေးခဲ့တဲ့ဂရီတိုင်းကို သူကဖြည့်ဆည်းပေးมาဖြစ်တယ်ကျွန်တော်အနေနဲ့ဘုရားသခင်ရဲ့ဂရီတော်တွေကိုရထားမယ်ဆိုရင်အဲ့ဒါကိုအားကိုးလို့ရပါတယ်နှုတ်ကပတ်တော်ကိုဖတ်ရှုရင်လည်းဘုရားသခင်တကူကြီးချောင်းနဲ့တာလွန်ကောင်းမွန်တဲ့လောကီရေးရာကိုဘုရားသခင်ပြင်ဆင်ပေးခဲ့တဲ့အကြောင်းကိုယောရှုမတ်စာအခန်းကြီး21ကိုဖတ်ကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ် အဲ့ဒီအထက်မှာဣတိလာလူမျိုးတွေထဲမှာလေဝိသားနဲ့ယေဘရဟိတ်တို့ရဲ့အတွေ့မျိုးတွေနဲ့ပိုင်ဆိုင်မှုတွေကိုဘလို့ပိုင်းခြားကြရမယ့်အကြောင်း ဖော်ပြထားပါတယ်။အခန်းကြီး27အဆုံးပိုင်းမှာဆိုရင်ဘုရားခင်ကဣတိလာလူမျိုးတွေအတွေ့ကျိန်ဆိုခြင်းနဲ့အတူဂတိပေးခဲ့တဲ့အရာအားလုံးမလျော့ဘူး။ကောင်းကျိုးအားလုံးဟာမလျော့ဘဲနဲ့ရှိသမျှတို့ဟာပြည့်စုံမဲ့အကြောင်းကိုဖော်ပြထားပါတယ်။ ပြာဒခင်ကသူ့လူတွေအတွက်ဂတိပေးသမျှကို ပြည့်စုံစေခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။အသေးဆုံးဂတိတစ်ခုကိုတောင်းပြာဒခင်ကပြက်ကွက်မှုမရှိပြည့်စုံစေပါတယ်။ဒါကပြာဒခင်ကသူ့ရွေးကောက်တဲ့သူတွေကိုပေးခဲ့တဲ့ဂတိအတိုင်းပြည့်မြောက်တဲ့တိုင်အောင် သစ္စာရှိနေတဲ့ပြာဒခင်ဖြစ်တယ်။နောက်ဂတိတော်တွေကနေတဆင်ပြာဒခင်ရဲ့ကောင်းမြတ်ခြင်းတွေစီးဆင်းနေတာဖြစ်တဲ့အတွက်ပြာဒခင်ရဲ့ဂတိတော်တွေအားလုံးကကောင်းမွန်ပါတယ်။ ယောရှုလက်ထက်ကစပြီးတော့ဘုရားသခင်က ပြောင်းလဲခြင်းမရှိပါဘူးဘုရားသခင်ကတစ္ဆာနဲ့အတူဂတိတည်နေတဲ့ဘုရားသခင်ဖြစ်နေစေပဲဖြစ်တယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့လည်းသခင်ယေရှုခရစ်တော်အားဖြင့်ရွေးကောက်ခံရတဲ့ဘုရားသခင်ရဲ့လူတွေဖြစ်လာတဲ့အတွက်ဘုရားသခင်ရဲ့ဂတိတစ်ခုကိုရခဲ့မယ်ဆိုရင် ပြည့်စုံလာစေမှာဖြစ်တယ်ဒါတွေမကသေးပဲနဲ့ဘုရားသခင်ရဲ့ကောင်းတဲ့ဂတိတွေတဲကတစ်ခုကိုကျွန်တော်တို့တောင်းဆိုတဲ့အခါအဲ့ဒါဟာ အောင်မြင်ပြည့်စုံလာမှာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့စိတ်ချနေနိုင်ပါတယ်။ရှင်ပေသူရဩဝါဒစာဒုတိယဆောင်အခန်းကြီး၃အငယ်၉မှာလူအချို့တို့သည် နေခြင်းကို မှတ်သည့်အတိုင်းထာဝရဘုရားသည်ဂရုတော်အရာမှာနေတော်မူမူငါတို့တွင်အဘယ်သူမျှမပျက်စီးဘဲရှိသမျှတို့သည်နောင်တရစေခြင်းကအလိုတော်ရှိ၍ငါတို့ကိုတီးခံတော်မူ၏လို့ဆိုထားပါတယ်။ဒါက ဂရီတော်နဲ့ပတ်သက်ပြီးတော့မနေတဲ့အကြောင်းနဲ့ပြက်ကွက်မှုမရှိတဲ့အကြောင်းကိုပြောထားခြင်းပဲဖြစ်တယ်။သူပေးတဲ့ဂရီအတိုင်းပြည့်စုံဖြစ်စီပေးဖို့အတွက်လူအတ္တမြကိုလှောက်ဆောင်ပေးမှဖြစ်တယ်။ဒါပေမဲ့လူအချိန်နဲ့တွက်ပြီးတော့ပြည့်စုံနိုင်တာထက်ပရောဖက်ရဲ့အချိန်အတွင်းမှာနှောင့်နှေးမှုမရှိ ပြည့်စုံလာစေမှဖြစ်တယ်။တခါတလေမှာပြာသခင်ရဲ့ဂတိတီးဖို့လူအနေနဲ့အချိန်ကြာတယ်လို့ထင်ရပေမဲ့ပြာသခင်ကသူ့ပေးခဲ့တဲ့ဂတိအားလုံးကို ဖြည့်ဆည်းပေးလိုက်မှာဖြစ်တယ်။ဒါကိုလူအနေနဲ့ယုံကြည်ဖို့ခက်ခဲနေပေမဲ့လည်းဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့ဂတိတိုင်းကို ဖြည့်ဆည်းပေးဖို့အတွက်သစ္စာနဲ့ပြည့်စုံတော်မူပါတယ်။ဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့ဘာဂတိတော်ကိုလက်ထဲမှာလက်ဆုပ်လက်ကင်ရထားတယ်လေအဲ့ဒါကိုစုပ်ကင်ထားပါစိတ်မပြတ်ပါနဲ့ဘုရားခင်ကကျွန်တော်တို့ကိုမိမသွားပဲနဲ့အဲ့ဒါကိုအောင်မြင်ပြည့်စုံဖို့အတွက်အခုပဲအလုတ်လုံနေပါတယ် ကျွန်တော်ကိုပြေးတဲ့ဂတိတစ်ခုမှ ပြက်ကွက်မှာမဟုတ်ပါဘူး။ဘုရားသခင်ကသစ္စာနဲ့အတူဂတိတည်တဲ့ဘုရားသခင်ဖြစ်တယ်။ကျွန်တော်ရထားတဲ့ဂတိတော်တွေနဲ့ပတ်သက်ပြီးတော့မှဝန်ခံအသက်ရှင်နေဖို့ကဘုရားသခင်ကဂတိတိုင်းကို ပြည့်စုံစေမှာဖြစ်တယ်။ယုံကြည်ခြင်းအပြင်ဘုရားသခင်ရဲ့ဂတိတော်တွေကိုဆွဲကင်ထားရမယ်။ဘုရားသခင်ပေးတဲ့ဂတိအလုံးကောင်းမွန်တဲ့အတွက်အငင်းဆုံးသောဂတိတစ်ခုတောင် ပြက်ကွက်မှုမရှိဘုရားသခင်ကပြည့်စုံလာစေမှာဖြစ်တယ်။ ဈာနာစင်ခြင်းကဲ့သို့အာလုံရရှိထားတဲ့ဂရိတော်တွေကိုဆွဲကင်ထားပြီးတော့အောင်မြင်ပြည့်စုံတဲ့တိုင်အောင်တီးခန့်ဆောင်ဆိုင်ကြခြင်းအဖြစ်ဂရိတော်များပြည့်စုံရာအတ္တအတ္တီအဖြစ်ဘုရားသခင်အတူရှိလျက်ကောင်းချီးပေးနေပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန် นิตรดาบจิรู้สออปาติ